အစ္စရေးနဲ့ပြစ်ခတ်ရဆဲခဲ့ပြီးဂါဇာမြို့ကဈေးတွေဟာတဖြည်းဖြည်းပြန်လည်အသက်ဝင်လာပြီဖြစ်ပါတယ်။နှစ်နှစ်နီးပါးကြာအရောင်းဝယ်တဲ့ရက်တက်ကုန်ပစ္စည်းတွေရှားပါးခဲ့ပြီးမှတော့ဒီအယ်ဘလာမြို့လယ်ကျေးမှာရောင်းသူဝယ်သူတွေနဲ့ပြန်လည်စီကားလာပါတယ်။ဝေသားထုတ်ယူဖို့ကော်မရှင်ကနှုံသားတွေဟာမြင်မာနေတဲ့အတွက်စစ်ပွဲတံခန့်ပါလက်စတိုင်းပြည်သူတွေအတွက်ကြီးမားတဲ့ဝင်ထုတ်ဝင်ပို့တစ်ခုဖြစ်နေပါတယ်။ ဂါဇာမှာတည်ငြိမ်မှုတဖြည်းဖြည်းချင်းပြန်ရလာတာနဲ့ဝေထုတ်ခနှုံသားတွေကို အာဏာပိုင်တွေကစတင်ထိန်းချုပ်နေပါပြီ။ကျွန်တော်တို့မှာဝေစရာချမ်းစရာမျိုးမျိုးရရှိလာပြီဖြစ်ပေမဲ့ဝေထုတ်ဖို့ကော်မရှင်ကကတော့မြင်နေတော့မယ်။အရင်55ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းကိုကျသွားတာမှန်ပေမဲ့အဲ့ဒါလဲလူတော်တော်များများအတွက်မတက်နိုင်ကြသေးပါဘူးလို့ဂါဇာဒေသခံတအုပ်ကပြောဆိုပါတယ်။နှစ်နဲ့ချီဈေးမြောင်းခဲ့ရတဲ့ဈေးတွေလည်းပြန်လည်ဆိုင်ဖွင့်ဝင်ရတဲ့အတွက်စိတ်သက်သာရရနေကြပါတယ်။ ဒါပေမဲ့ပုံမှန်အခြေအနေပြန်ရောက်ဖို့တော့အများကြီးကြာဝင်းနေသေးပါဝလာဗနီအလာဆာရလျောဂါဇာရဲ့ငွေသားစီဝင်ခွင့်ပြုဖို့အစ္စရေးကိုတကဘာလုံးကဖိအားပေးစေချင်တာပါပဲအဲ့ဒါကပြဿနာတွေအားလုံးရဲ့စစ်မှန်တဲ့အဖြေပါလို့ဈေးတွေတူကပြောဆိုပါတယ်ကျွန်တော်တို့ကဈေးတွေမှာကုန်စည်နှုန်းတွေကိုရောမြန်မာ့ငွေထုတ်ကော်မရှင်ကတွေကိုပါထိန်းကြီးဖို့လှုံ့ဆော်နေပါတယ်ပြည်ခက်ရဲစဲရေးစတင်ကလေးကမရှင်မောင်း1500နီးပါးအောင်မြင်ပြီးမှောက်ခဲ့ပါပြီလို့ ကာဇာအာနာဘိုင်တူကပြောပါရယ်ကာဇာဒေသခံတွေရဲ့နေစဉ်လူမှုဘဝတွေပြန်လည်ဆက်တင်လာခြင်းမှာကာဇာဘန်တွေလည်းပြန်လည်ဖွင့်လှစ်လာပြီးစီးပွားရေးစနစ်ထက်ငွေသားပြန်လည်ထည့်သွင်းနိုင်ဖို့ပါလက်စတိုင်းဒေသခံတွေမျှော်လင့်နေကြပါရယ်လာဘများစွာကြငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်ရှားပါမှုတွေပြီးမှကာဇာအာနာဘိုင်တွေဟာငွေကြေးစီးဆင်းမှုကိုထိညှိပြီးကုန်စည်နှုန်းစီးငင်ဖို့ဝင်ရောက်ဆောင်ရွက်နေကြပါရယ်အစ္စရေးရဲ့ပိတ်ဆို့မှုတွေကလည်းခုလိုတဖြည်းဖြည်းချင်းစီးပွားရေးအခွင့်အလမ်းတွေပြန်လည်ခွင့်ပြုလာတာဟာ ဂါဇာပြည်နယ်ထူထောင်ရေးအတွက်အတိုင်းအတာတစ်ခုထိအထောက်အကူပြုလိမ့်မယ်လို့သတင်းတွေကဆိုပါတယ်ရှင်။ ရိကန်ပြည်သူတွေဟာဒီစနစ်တနင်္ဂနွေနေ့တွေမှာသမ္မတဒေါ်နယ်ထရန့်ကိုသူတို့ဘီရင်အဖြစ်အလိုမရှိဆိုပြီးသူတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြတဲ့လူမှုစုဝေးပွဲတွေတနိုင်ငံလုံးအတိုင်းအတာနဲ့ဖော်ဆောင်နေကြပါတယ်။ဒီဆန္ဒပြပွဲတွေဟာဝါရှင်တန် DC မြို့တော်မှာလိုပဲလမ်းမော်ကပါတီပွဲတွေနဲ့ပိုတူနေပေမဲ့သမ္မတဒေါ်နယ်ထရန့်ပေါ်မှာအမျက်ဒေါသချောင်းချောင်းထွက်နေကြတာကတော့အ tilde ထင်ရှားနေပါတယ်။ We've been seeing the same thing from the first ခုမြင်တွေ့နေရတာတွေကသူ့ရဲ့ ပထမဆိုရတက်တန်းတော့ငါလိုပါပဲ။သူကကျွန်တော်တို့နိုင်ငံနဲ့ဒီမိုကရေစီအတွက်ထိမ့်သိမ်းထားတဲ့အကာအကွယ်တိုင်းကို ဖြိုပြက်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့တခုခုတော့လှုပ်ဖို့တို့အပ်ပါတယ်။1930ပြည်နှစ်တုန်းကဂျာမနီနိုင်ငံရဲ့သမိုင်းကြောင်းကိုနည်းနည်းလောက်ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင်ခုချိန်လေးဟာခင်ဗျားထိတ်လန့်သွားရလောက်အောင်တည်ငြိမ်နေတာအများကြီးတွေ့ရပါလိမ့်မယ်။ ဒီလူလူဆန္ဒပြပွဲတွေဟာဖက်ဒရယ်အစီအစဉ်တွေနဲ့အစိုးရဝန်ဆောင်မှုတွေကိုပိတ်ထားရတဲ့သမရကလွတ်တော်နဲ့တရားရုံးတွေကိုထိတိုက်တွေ့ပြီးအာဏာခွဲဝေမှုမျှစေဖို့စမ်းသပ်နေတဲ့အမေရိကန်အစိုးရရက်ဆိုင်နေချိန်မှာပေါ်ပေါက်လာတာပါ No President Trump သမရထရန့်ကျွန်တော်တို့ခင်ဗျားကိုရောတခြားပြည်သူတွေမှာကျွန်တော်တို့ကိုအုပ်ချုပ်တာမလိုချင်ပါဘူးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့လူ့ပယ်စီရဲ့ဒီမိုကရေစီပုံစံကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းသွားပါမယ်လို့ ဘာမှတင်တဲ့အထက်လွတ်တော်မှတ်ဘာနီဆန်နာကဆန္ဒပြပွဲမှာပြောဆိုပါတယ်ဂျီကာဂိုမြို့ကဘယင်းများအလိုမရှိသမရဆန့်ကျင်ဆန္ဒပြပွဲကိုကောင်းကင်ဘော်ကရိုက်ကူးထားတဲ့ရုပ်တံမှာလူလူစုဝေးပွဲတွေကိုတက်ရောက်လာသူများပြားရှိတာကိုတွေ့မြင်ရပါတယ်ဒါဟာသမရထရန့်အာနာပြန်ရပြီးနောက်ပိုင်းတတိယအကြိမ်မြောက်လူလူစုဝေးပွဲကြီးဖြစ်ပါတယ်စီစဉ်သူတွေကတော့နိုင်ငံနဲ့အခုလိုဆန္ဒပြပွဲတွေ2600ကျော်စီစဉ်ထားတယ်လို့ပြောဆိုကြပြီးပေးခြင်းတဲ့တင်စကားကတော့ကျွန်တော်တို့ဒီမိုကရေစီကိုကျွန်တော်တို့ပြန်လဲရယူဖို့ ဖက်စစ်ဝါဒကိုပယ်ချဖို့နဲ့လူလူအာဏာလူလူလက်ထဲမှာရှိတယ်ဆိုတာကိုသမရထရန့်ကိုသတိပေးဖို့တနိုင်ငံလုံးအတိုင်းအတာနဲ့စူဝေးကြတာပါလို့ပြောပါတယ်။ Florida Pinellas West Palm Beach မှာတော့ဆန္ဒပြသူတွေဟာသမရထရန့်ဒီစနေတင်းငွေရဲ့ရက်တင်မှာနားယူပန်းဖြေနေတဲ့သူရဲ့မာအာလာဂိုနေအိမ်နာမှာသမရထရန့်စန့်ကျင်ရေးဆိုင်းဘုတ်တွေကင်ဆောင်ပြီးတန်းစီဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်။သမရထရန့်ရဲ့မာဂန်ထောက်ခံသူတွေလည်းပဲနီးနားမှာစူဝေးပြီးသမရထရန့်ရေးတောက်ပွဲအနိုင်ရတော့ကပြောခဲ့တဲ့မိန့်ခွန်းကို

ိတ်ကွင်းရင်ဆန်တဲ့ရောင်သွေးစုံလင်မှုတွေနဲ့ပြည်နေတဲ့ဆန်းကျယ်တဲ့စက်ကူပြော့ယုံကြည်တွေဖြစ်ပါတယ်။ဒီယုံကြည်တွေရဲ့နှစ်စဉ်ချစ်တဲ့ဘွဲကတော့မက္ဆီကိုနိုင်ငံရဲ့သေမင်းများနဲ့ Day of the Dead ရာသီကိုအရောင်အသွေးစုံလင်စွာနဲ့အစာပြိုလိုက်တာပဲဖြစ်ပါတယ်။ဒီလိုရိုးရာဆင်းလာတွေကိုကျွန်တော်တို့အပြောက်ပြက်မခံသင့်ပါဘူး။ Library Hit ရုပ်တွေကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကျွန်တော်တို့ရဲ့ဇင်းမြစ်ကိုပြန်သတိရစေတယ်။ မကြခင်သင်မင်းများနဲ့ဒေယောတတက်လည်းရောက်တော့မယ်။ဒါကကလင်းငယ်တွေသူတို့ရဲ့ရိုးရာကလေးနဲ့မက္ကဆီကိုရဲ့ထုံနှန်းစင်လာတွေသိရှိနားလည်အောင်ဆက်လက်ထိန်းသိမ်းတာပါပဲလို့ဝိုင်းတော်လာရောက်သူတို့ကပြောပါရယ်။စင်လာအားဖြင့်တော့လာဘရီဟေးအယုတ်တွေဟာအိမ်မဆိုးတွေကိုပယ်ရှားဖို့ဒီဇိုင်းထုတ်ထားတဲ့လက်ဖြစ်အယုတ်ငယ်လေးတွေဖြစ်ပါရယ်။ဒီနုပညာဟာ1930ပြည့်လွန်နှစ်တွေတုန်းကမက္ကဆီကိုစီးတီးမှာစတင်ခဲ့တာပါ။စကုပြောအနုပညာရှင်ပက်ဒရိုလီနာရက်စ်ကဟာ နေမကောင်းဖြစ်နေချိန်မှာထူးဆန်းတဲ့စိတ်အာရုံခြောက်ခြားမှုတွေကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းဒီလိုအိမ်မက်ဆန်တဲ့တတဝါရုပ်ထုတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးလာဘရီဟစ်ရုပ်တွေဟာမက္ဆီကိုစီးတီးမြို့ရဲ့ရင်းချေးမှုရာသီမှာအဓိကနေရာကပါဝင်လာခဲ့ပါတယ်။ခုဆိုရုပ်ထုပေါင်း200ကျော်ကိုလမ်းတွေတစ်လျှောက်လှည့်လည်ပြသခဲ့ပြီးချိုးရုပ်တွေဟာအမြင့်23မီလီမီတာရှိပြီးလေးချိန်ပေါင်း660ကျော်အထိတောင်ပါဝင်ပါတယ်။ဒါကတကယ်ကိုအော်စရာကောင်းပါတယ်။ ထူးသဖြင့်ဒီနေ့မှာကျွန်တော်တို့မမေ့ပြောက်တဲ့အရာတွေကိုပြန်သတိပေးနေတယ်လို့ပါပဲလို့ပရိသတ်တို့ကပြောပါတယ်။ဒီတစ်ချိန်ဟာ18ချိန်မြောက် Library Hedge တက်ပွဲတော်ဖြစ်ပြီးနေ့စဉ်လာရောက်ကြည့်ရှုသူပရိသတ်6သိန်းကျော်လာရောက်လေ့ရှိတယ်လို့သိရပါတယ်ရှင်။